ကဲနော်ဒီကောင်ကတော့ကျွန်တော်အခုနောက်ပိုင်းအသုံးများလာနော်ဆိုလာလိုက်ပေါ့နော်40ဝက်မီးအိမ်လေးနော်ဒီကောင်လေးတွေပြင်တာကနော်ပြင်တာကမခဲရင်နော်ပြင်တာကမခဲရင်ဘာလို့မခဲရင်လဲဆိုတော့ဒီကောင်ပြတ်တယ်ဆိုလို့ရင်ဒီ socket လေးတွေကဒါ spare ရောင်းတယ်လေနော် spare ရောင်းတယ် side 3 side လောက်နော်အသေးအလက်အကြီးဆိုပြီးတော့သူ wet wet အားပေါ်မတူရောနော် 20 40 60အဲအဲ့ဒါမျိုးပုံမူတည်ရတော့ဟိုအကြီးတွေရှိထီရှိနော်သူကနောက်သူဝက်ပုံမူတည်ပြီးတော့ဒီအပြားလိုက်အလေးကြီးကပ်ပြားလိုက်လဲလို့ရအဲ့မှာကျွန်တော်တို့ကဘာအခက်ခဲရှိရလဲဆိုတော့တချို့ကောင်ကအပူပေးပြီးတော့ဆိုမှန်ခွာလို့လွယ်တချို့ကောင်ကအပူပေးပြီးတော့ဆိုမှန်ခွာလို့မလွယ်ဘူးနော်အပူပေးပြီးဆိုမှန်ခွာလို့မလွယ်တဲ့နော်အမျိုးစားထဲမှာဒီကောင်ပါတယ်နော်သူကဘာလို့မလွယ်ရလဲဆိုတော့ကျွန်တော်အပူပေးလိုက်ပြီးရဆိုကျွန်တော်ကဒီမှာ ခုခုနဲ့ကလန့်မယ်လေနော်တခုခုနဲ့ကြောက်လှဲနေတော့လောက်အောင်ကျွန်တော် web လည်းအပြားအကြီးနေတော့လောက်အောင်လောက်အောင်ကျွန်တော်ကလန့်ကြမယ်နော်ကလန့်ကြမယ်ဆိုတော့သူကဒီမှာဘောင်ပါတယ်လေဘောင်ပါတော့ဒီမှာဘောင်နဲ့ကတ်နေရတယ်နော်ဒီလိုအနားနဲ့ကလန့်တော့ဟိုမှာပဲ့မှာပဲဒါဒါတော့ဒီမှာကျွန်တော်ကလန့်လာတာတွေ့လားနော်ဒီမှာအရာလေးတွေအဲ့တော့ကိုကတမျိုးပြန်လှည့်စင်းစားတယ်ဘယ်လိုလှည့်စင်းစားရလဲဆိုတော့နော်ကျွန်တော်အားတော့ဒီလိုလုပ်လိုက်နော်ဒီမှာဒီမှာဒါကျွန်တော်ဖဲ့ထုတ်ထားတာ ပြင်ဒီကောင်လုံအောင်ပြန်ကတ်လို့ရနော် high bone corner ကျွန်တော်ပြန်ကတ်မယ်နော်ရေလုံအောင်ပြန်ကတ်လို့ရနော်သူကဒီလိုထောင်းပါဦးနော်ဒီလိုထောင်းပါဦးနော်ရေလုံအောင်ကျွန်တော်ပြန်ကတ်ပေးလို့ရတယ်ဒီကောင်ဟုတ်ပြီအဲ့ဒါထားတော့အဓိကပြန်ပြီးတော့ဆိုလောက်တာလွယ်တယ်နော်ကိုယ့်ဘက်ကနီးမျိုးစုံနဲ့နော်ကြံစပြီးတော့ဆိုလောက်ယူလို့ရတယ်ရေလုံအောင်လို့ကအဓိကကျွန်တော်တို့ကနော်သူကဒီလိုဘောင်းဘောင်းခန်းနေရတယ်မှာမှန်အောင် เนาะမှန်နှခမ်းသားအောင်ဘောင်းကအပေါ်အပေါ်မြင့်တယ်မှတွေ့လားအဲအဲ့တော့ကျွန်တော်ကဒီကောင်ပလျာနဲ့ကျွန်တော်ဖဲ့ပလိုက်ဒီကောင်တတ်ထုလေးเนาะဒီကောင်တတ်ထုလေးပလျာနဲ့အဲ့ထွက်နေတဲ့ဘောင်းဒီလိုဒီလိုဘောင်းကိုကျွန်တော်ကျွန်တော်ညှက်ပြေးတယ်ဒီဘက်ကိုမှန်ဘက်ကိုတော့မဟုတ်ဘူးဗျာအပြင်ဘက်ကိုဒီလိုဖဲ့ဖဲ့ထုတ်ပလိုက်ဖဲ့ဖဲ့ထုတ်ပလိုက်တော့ဒီလိုထွက်လာဒီလိုလေးဖြစ်သွားတယ်မကွာသေးဘူးဗျာအဲ့တော့မှကျွန်တော်ကဒီကောင်နဲ့เนาะဝက်လက်အပြားလေးရင်နဲ့เนาะအပြားလေးရင်နဲ့ဒီလိုဆစ်ချစ်လက်ရှိ ်ဒီထိုးလိုက်နော်ရိုက်လိုက်ထိုးလိုက်ရိုက်လိုက်ထိုးလိုက်ရိုက်လိုက်နော်ဒီမှာငန်းတိုက်ပြီးဆိုအဲ့လိုခွာအဲပြီးလို့ရှိရင်ဒီမှာနော်တံပြက်လွှားလေးလည်းပါတယ်နော်တံပြက်လွှားလေးလည်းပါတံပြက်လွှားနဲ့လည်းဒီလိုဒီလိုထိုးရတယ်နော်ဒီကအကုန်လုံးလှန်လို့မရဘူးလေနော်အကုန်လုံးလှန်လို့မရဘူးအဲတံပြက်လွှားနဲ့ထိုးထိုးပြီးလို့ဆိုအဲတံပြက်လွှားဝင်တောင်ဒီအရင်ဆုံးဒီကြောက်လက်ပြားနဲ့နော်ဆူပြားနဲ့ထိုးခွာပြန်တံပြက်လောက်ဝင်သွားပြီဆိုလို့ရှိရင်ဒီလိုဒီလိုဆွဲတာအဲကျွန်တော်ဒီဘက်က အများသောအဖြစ်တော့ဒီဘက်ကခွာဗျဒီဘက်ကခွာဒီဘက်ကခွာတာပို့ပြီးတော့ဟိုနေဖြစ်တယ်ဘာလို့ဆိုတော့ဒီဘက်ကဒီမှာမီးကွက်နဲ့ဆိုတော့ဒီမှာဒီဘက်ကဘောင်ကဘာမှမရှိဘူးလေခွာဖို့ကဒီမှာလက်တလုံးသာလောက်ပဲရှိဒီဘက်ကကျတော့သူကတချို့ကောင်တွေကျတော့လည်းနည်းနည်းလေးပဲဆီလီကွန်ထိုးတာတချို့ကောင်ကျတော့လည်းဒီမှာအပြင်လိုက်ကြီးကတ်ထားတတ်တယ်ဟောအဲ့လိုအပြင်လိုက်ကြီးကတ်ထားတဲ့ကောင်နဲ့တွေ့လို့ရှိရင်ကိုကမတွေ့ရဘူးလေဒီမှာနော်ကွာမှတွေ့ရမှာသူအောက်မှာဘယ်လိုကတ်ထားလဲဆိုဟောအဲ့တော့အစိတ်ချအောင်ကဒီဘက်နှကန်းသားပဲနော်ဒီမှာ တလမတူလောက်ပဲရှိတယ်နှကန်းသားပဲကျွန်တော်တို့ခွာเนาะဒီဘက်ကပဲခွာနီးလို့ဆောင်လည်းခွာပါပဲเนาะအဲပြီးရင်ကျွန်တော်တို့အဲ့လိုဆွဲသွားတယ်ဆွဲလိုက်တော့ဝက်ဦးလည်းဒီလိုဒီလိုရှင်နဲ့ဒီဘက်နှကန်းထိရောက်အောင်လို့မထိုးထည့်ရအနနဲ့ချင်းစီထိုးထည့်ရလောလို့တော့မရဘူးဆစ်ရှိလက်ရှိလေးထိုးထည့်ရเนาะအဲ့ဒီတော့မှခွာပါတယ်ဆရာရေเนาะအဲ့ဒီတော့မှခွာပါတယ်เนาะအဲ့အဲ့ဒီတော့မှဒီမှာပြလာသူ့ဆီလီကွန်ကကောင်းမှကောင်းเนาะဒီမှာမှဒါဒါပဲဆွဲတာเนาะအဲ့တော့ အဓိကပြဿနာကဘာလဲဆိုတော့ဒီဘောင်ကနော်ကလန့်ပြီးတော့လောက်ရမဲ့ဘောင်ကကတ်နေတာအဲ့အဲ့ဒါအဓိကပြဿနာဖြစ်တာဒီကောင်းလေးမှာနော်တချို့ကောင်းတွေကြောက်လဲလွယ်တယ်နော်မှန်အောင်မှာဘောင်ရှိတယ်ဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်အဆင်ပြေနော်အဲ့ဒါအဲ့ဒါလေးပြောချင်တာအဲ့ဒါခွာတာပေါ့နော်အကောင့်တိုင်းရအောင်လို့စူးစမ်းပြီးတော့ခွာနော်ပြီးတော့သူကဒီမှာဒါအလင်းပြန်ခွာပေါ့ကွာနော်နော်ဒီလိုလေးတက်နော် ဘာမှပါအဲ့မှာပက်စီနှလုံးပဲပါဘယ်ဒီနှလုံးပါအဲ့မှာသူကဒါဒါဘယ်ဒီနှလုံးပေါ့နော်ဒါနှလုံးကိုသူက series set ထားတာဟို series set ထားတာဆိုတာဒီလိုနှင်းကိုပြောတာနော်ခင်ကောင်းဒီ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 လို package တစ်ခုလည်းဖြစ်အောင်လို့တွေ့ထားတာပြောတာနော်အထဲမှာတော့သူကနှဖုံးနဲ့လုံးလုံးပဲဆိုတော့ ကျွန်တော် तू ရောက်လာတဲ့ error ဒီလိုじゃနော် तू ရောက်လာတဲ့ error က तू ဘယ်ရဲမှာတော့ဘိုးရှိမှာမဟုတ်တော့ဘာလို့ဆို तू က cloud မဖွင့်မဲနဲ့ तू က auto auto ကြီးလင်းနေတာနော် auto ကြီးလင်းနေတာ cloud ပိတ်လို့လည်းမရတော့ remove နဲ့ပိတ်လို့လည်းမရတော့ तू က remove ပါတယ်လေဒီမှာ remove iron sensor ပါမယ်နော် तू ကအဲ့လိုနည်းမဖြစ်ဖြစ်လို့မရတော့ဒီ IC လေးတွေတော့လဲဖို့မစင်စားနဲ့နော်လဲဖို့မစင်စားနဲ့ဆိုတော့ဈေးကွက်မှာဝယ်လို့မလွယ်ဘူးနော်ကျွန်တော်တို့ဒါတကယ် ဒီကတ်ကပြတ်တယ်ဆိုရင် LED ကပြတ်တယ်ဆိုရင်ဘက်ထရီကောင်းနေသေးရဆိုလို့ရှင်ကျွန်တော်ကဒီကောင်ကိုကတ်လိုက်ခုလိုပေါ့နော်ဝယ်ပြီးရဆိုအာဒါဒါမျိုးသေးရဝယ်ပြီးရဆိုနော်ဒါဒါသူ့ရမှုနဲ့သူ့ကတ်နဲ့ဒါပါပြီးသားနော်အဲ့လိုဇုံလေးလေးဝယ်လို့ရတယ် site အကြီးသေးရှိတယ်ပေါ့ဗျာကျွန်တော်အရှင်းမှာပြောလို့နော်ဟဲ့ကောင်လေးလဲလဲရုံပဲနော်အဲ့တော့ဒီကောင်ကိုပြင်မှာမဟုတ်ဒီကောင်ကကျွန်တော်ဖြုတ်လဲလိုက်နော်ဖြုတ်လဲလိုက်မှာတော့ ဘက်ထရီကတော့ကွန်ဝါးอยู่ပါဗျာသူကအော်တိုကြီးမဖွင့်မဲနိုင်တဲ့သူကအော်တိုကြီးလင်းနေတာဆိုတော့နော်မဖွင့်မဲနိုင်တဲ့သူကအော်တိုကြီးလင်းနေတာဆိုတော့အဲ့တော့ဘက်ထရီလေးတစ်ချက်နော်ဒီမှာသူ့ရဲ့ကတ်တိဆောက်ပုံကိုကြည့်မယ်ကျွန်တော်ဒီမှာ B- ပါမယ် B- ဆိုတာဒါဘက်ထရီ minus ကိုပြောတာနော်ဒီဘက်ထရီကထွက်လာမယ် minus အော်ဒါ B- B- ဒီမှာဘက်ထရီကထွက်လာနော် B- ဟုတ်ပြီဒီဘက်ထရီကထွက်လာမှာ B+ plus ဆိုတာ battery plus ကိုပြောတာเนาะဒါသူလည်းဒီမှာเนาะ b minus b plus အဲဒါဆို battery တွေကလာတဲ့ battery နှစ်ကြိုးပြီးွားပြီเนาะဒီမှာ s minus เนาะဒီမှာ s minus s minus ဆိုတာကကျွန်တော်ဒီမှာเนาะဒီမှာ solar ဒါ solar solar လာမဲ့ solar ပြားလေးပါရဲ့เนาะဝက်60ဒေါ်လောက်ဝက်60ဒေါ်လောက်ကောင်သူကတော့ဝက်60ဆိုတော့เนาะ သူကတော့ဝက်60ဆိုတော့ကျွန်တော်တို့ဝက်60ဆိုလာပြားပေါ့ဗျာဆိုလာပြားလေးပါမယ်เนาะတပေဝင်းကျင်ဆိုလာပြားလေးပါအဲအဲ့ဆိုလာပြားလေးရလာမဲ့ဆွဲကက်နဲ့ဒီမှာဆွတ်လိုက်ရုံပဲเนาะဒီမှာဆွတ်ပြီးရအာသွင်းတယ်ပေါ့ဗျာဒီဘက်ထရီเนาะအဲအဲ့ဒါက IT ဆိုလာကနေလာမဲ့เนาะ S- ဆိုတာဆိုလာလာမဲ့အနှုတ်ကျိုးမှာ S+ ဆိုတာဆိုလာလာမဲ့အပေါင်းကျိုးအဲ့နှစ်စုံပဲပါတယ်เนาะဘက်ထရီအတွက် B- နဲ့ B+ တစ်စုံပြီးသွားပြီ နော်ဆိုလာလာမဲ့ s- s+ တစုံပြီးသွားပြီဒါပဲနော်အဲ့တော့ကျွန်တော်တို့ကဒီမှာနော်ဒီမှာဝယ်တဲ့ကတ်မှလည်းမှကြည့်လိုက်မှ s- နဲ့နော်ဒီမှာ s+ ဟော b- နဲ့ဒီမှာ b+ အဲအဲ့ဒါလေးတက်လိုက်အောင်မယ်ကျွန်တော်တို့ကနော်အဲ့ဒါလေးတက်လိုက်အောင်မယ်ဒီဒီကတ်မှကြတော့နော် spare ဘက်ဝယ်လာတဲ့ကတ်မှကြတော့သူကသုံးလာတဲ့ ic ရတစ်မျိုးနော်ဒီမှာကြတော့ ic ရတစ်မျိုးနော်အဲ့ဒါလေးအဲ့ဒါလေးကျွန်တော်တို့က ဒါပြောမယ်ဆိုလို့ရှိရင်ကျိုးအဝင်အထွက်လေးတွေပေါ့ဗျာ input သိရမယ် output သိရမယ်နော်ဘယ်ကျိုးဘယ်လိုတက်ပြဲကျိုးဘယ်လိုတက်ဆိုသူ original ဘူရင်းတန်းကျွန်တော်တို့ကတက်ပေးလိုက်အောင်မယ်နော်ဒီပုံစံလေးတွေကွဲရင်ကွဲလိုက်မယ်နော်အဲဒါကတော့ကိုယ့်ဘက်ကိုဒါကတော့တီထွင်ကြံစနီးလန်းရပါဗျာနော်ကိုယ့်ဘက်ထွင်ပြီးရဆိုထည့်ရမှာပဲနော်သူကသူက original မီးကွက်ထက်ကြီးရယ်သူကနော်ပြီးတော့မှကျွန်တော်တို့နေရာချပြီးတော့တက်ပေးလိုက်အောင်မယ်နော် original မီးကွက်ထက်ကြီးရယ်ဆိုတော့ မိခွက်ကိုတော့မဖြတ်တော့ဘူးလေဗျာเนาะတော့ကြောင့်အထိုင်ပြတ်သွားမှာဆိုလို့เนาะဒီမှာဒီမှာရသလောက်ပေါ့เนาะအဓိကဒီအ ਾਇ ယာစင်စာလေးဒီအကွက်ထဲမှာရှိနေရပြီเนาะအဲ့လိုလေးနေရာချပေးလိုက်เนาะအဲဒါဆိုရပြီเนาะအဲ့တော့เนาะသူကအော်တိုကြီးပွင့်နေဆိုတော့အာကုန်ပြီပေါ့ဗျာเนาะဒါမှမဟုတ်တန်းကြည့်လိုက်အောင်ပဲเนาะတန်းကြည့်လိုက်မှာ b- နဲ့ b+ ကိုကျွန်တော်တန်းပြနောက်ဒီမှာ b- ဒီမှာ b- ဒီမှာ b+ เนาะကျွန်တော်တို့ကကျွန်တော်တို့တိုင်းမဲ့ဖို့သိရမယ်ဆိုတော့เนาะကျွန်တော်တိုင်းမဲ့ဖို့ကျွန်တော်တိုင်းကြည့်လိုက်မယ်အမှဖလက်เนาะဒါဒါဆိုအားမရှိဘူးဗျာเนาะအားမရှိဘူးဟုတ်ပြီအားမရှိဘူးเนาะသူကအားပဲရှိတော့မယ်သူကဟောတော်ကြီးပွင့်နေတာဆိုတော့ဘက်တီထဲမှာအားကုန်သွားတဲ့အချိန်သူဆွဲချသွားမှာเนาะအဲ့တော့ကျွန်တော်ကဒီကောင်းလေးဖြောက်မယ် ဒီမိုင်းနဲ့ဖြုတ်လိုက်ပြီးဘာမှမှားစရာလည်းမရှိဘူးเนาะကိုကဒီမှာ circuit တိဆောက်ပုံကြည့်ထားပြီးဖြစ်တဲ့အတွက်ဘက်တီးရီးယားလာတဲ့အကောင်ကဒီမိုင်းနဲ့ဒီ plate နှစ်ကြိုးဖြုတ်လိုက်မယ်เนาะမှားစရာမရှိဘူးဘာမှားနိုင်တဲ့ကြိုးမျက်မှတ်ဆဆဆိုလို့ရှိရင်တော့ကိုနီကိုဟန်တာကိုမှတ်ထားရမှာပေါ့เนาะဒါ s minus ဒါ s minus ဆိုလာလာမယ်ကောင်ဖြုတ်မယ်เนาะဒါ s plate Sư lá là đây có Chồng mẹ Đó Đó đây Thì còn sư lý nâng lông xe ra là chồng ဲ့မှာကျွန်တော်တို့နေရာချကြည့်မယ်ဒီကောင်။နော်ဒီဘူရင်အပေါက်နဲ့သူကတဘောလောက်ပဲဆုတ်လို့ရမယ်အောင်ပေးရဲ့။ကျွန်တော်ပရမတ်ရာကြည့်ရအောင်။နော်။ဒီလိုလေးဆုတ်ကြည့်လိုက်မယ်ဗျာ။တဘောလောက်တဘောလောက်မိလည်းရရတယ်နော်။သူမူရင်းလို့တော့ရပါမှာပေါ့အဓိကဒီကောင်ငြိမ်ကတ်နေဖို့ ဟောဒီဝီကန်နေကိုဆိုတော့ဒီကောင်လေးတက်ကြည့်လိုက်ဘလို့အနေထားရှိမှာနော်ဒီလိုလေးပြင်မယ်နော်ဟမ်ဒီလိုလေးပြင်မယ်ဒါဆိုအဆင်ပြေနော်အဆင်ပြေတယ်ဒါဒါဆိုအဆင်ပြေအဆင်ပြေတယ်ဆိုတော့နော်အဲ့ပေါင် เนาะဒါဒါဆိုဒီပုံစံလေးဆိုအဆင်ပြေပြီလေဒီမှာအာရလေးထွက်နေเนาะအဲ့တော့ကျွန်တော်ဒီကျိုးတွေပြန်တက်မယ်ကျိုးတွေပြန်တက်မယ်ဆိုတော့ကျိုးတွေကိုကျွန်တော်တို့ဒီမှာ s- เนาะသူ့ရဲ့ကတ်မှာပါတဲ့ s- s+ b- b+ เนาะဒီ၄ point ကိုကျွန်တော်တို့ခဲဆော်အောင်เนาะ s- b- b+ s+ เนาะ အဲ့ခဲဆောင်ခဲကျွေးမယ်ပေါ့ဗျာခဲတက်ကျွေးမယ်ခဲဆွဲအောင်လို့နော် လက်တွေ့လောက်တဲ့ကင်နဲ့အတွေ့အကြုံရရရှိချင်လို့ကျွန်တော်ဟောလောက်တဲ့ကင်နဲ့ဒီအခန်းတွေတော်တော်မကျော်သေးတာပေါ့နော်ဒါ s minus s plus ဆိုဒါဒါ s minus နဲ့နော်ဒီမှာ solar နဲ့ထွက်လာပါလေဒါ solar နဲ့သွားမယ်ကျုံနော် solar solar နဲ့လာမယ်ကျုံအားသွင်းမယ်ကျုံဒီ value တွေသူက ticket ထဲဝင်လာ ticket ထဲဝင်ပြီးတော့ဆိုသူကဒီမှာ s plus တက်လိုက်မယ်နော် s plus s plus တက်လိုက်ပြီเนาะ s minus တက်မယ်ဒါမှ s minus တက်မယ်သူက charging ic တွေကိုဝင်မှာ charging charging ic တွေကိုဝင်ပြီးတော့မှာเนาะ charging ic အနေမှာတစင်သူက battery အသွင်းမှာเนาะပြီးရင်ကျွန်တော်တို့က b minus b plus เนาะဒါမှ b plus ကိုအရင်တက်လိုက် ဒါ b plus ကိုတတ်တယ်ပေါ့ဗျာเนาะပြီးရင် b minus ကိုတတ်မယ်အဲ့မှာ b minus ကိုလာစာလေးတွေပါတယ်တင်ဂေတာလေးတွေပါတယ်เนาะစလုံးတင်ဂေတာလေးတွေပါတယ် b minus b plus ဒါဆိုအကုန်လုံးဒါပြန်တက်ပြီးသွားတယ်ဒါပြီးသွားတယ်နော်ပြီးွားရေဆိုတော့သူဆူလာတော့မပါဘူးเนาะဒါထုတ်လိုက်တဲ့ကတ်အဟော ူဆူလာတော့မပါဘူးဒါပေမဲ့ဒီကောင်လေးကိုကျွန်တော်တို့မရွေ့အောင်လို့ double take လေးနဲ့ကတ်ပေးလိုက်တာကောင်းတယ်နော်ဒီဘက်တစ်လုံးပဲစကူကဆွဲတာဒီဘက်ကအောက်မှာမြက်သွားပြီနော်စကူဆွဲလို့မရဘူးအဲ့တော့ဒီကောင်ကိုကျွန်တော်တို့စကူဆွဲလို့မရတဲ့ဘက်ကိုကျွန်တော် double take နဲ့ကတ်ပေးလိုက်တပလက်တက်ကဒီအမျိုးစားလေးတွေကောင်းတယ်နော်။စာရေးကိရိယာဆိုင်တွေမှာဝယ်လို့ရတယ်။နော်စာရေးကိရိယာဆိုင်တွေမှာဝယ်လို့ရတယ်။အာ တချို့ဆောက်လုပ်ရေးပစ္စည်းဆန်တွေမှာလည်းရောင်းတယ်နော်ဒီကောင်တွေကဒီအမျိုးအစားလေးကကောင်းတယ်ဒါတစ်ခွေကို9000ကျော်တယ်မှဟုတ်တယ်9000ကျော်နော်ဒီအမျိုးအစားလေးကကောင်းတယ်နော်နီပွန်နီပွန်တိတ်နော် brand သူ့ရဲ့ brand name ကနီပွန်တိတ်နော်နီပွန်တိတ်အဲကောင်လေးနဲ့ကပ်ပေးလိုက်နော်ဒါလေးကပ်ပေးလိုက် ဒီလိုလေးကပ်ပေးလိုက်မယ်ဒါဆိုအဆင်ပြေသွားရယ်နော်ဒီကောင်မကြွေးတော့ဘူးဘယ်တိတ်လေးကပ်ပေးလိုက်ပြင်သူကဒီမီကွဲအောင်မှာဖုံးသွားတော့မှာလေနော်โอเคနော်โอเคโอเคပြီဆိုတော့ကျွန်တော်ကဘာဆန်းကြည့်ရမလဲဆိုဒီအားမရှိတော့သူလဲမှာမဟုတ်နော်အားမရှိတော့လဲမှာမဟုတ်ဘူးအဲ့တော့သူအားသွင်းပေးဖို့ပဲရှိရောနော်အားသွင်းဖို့ပဲရှိရောအဲ့မှာကျွန်တော်တစ်ချက်ကြည့်ရမှာက ူ original အတိုင်းဆိုလို့ရှိရင်တော့မမောဘူးပေါ့ဗျာနော်သူပင်နဲ့သူဆွတ်လိုက်ရင်တော့အတဲ့ပေါ့နော်ကိုကတခြားဆိုလာနဲ့အားသွင်းပါဆိုလို့ရှိရင်ကျွန်တော်တို့ကကျိုးကိုပြန်ရွေးပေးရနော်ကျိုးကိုပြန်ရွေးပေးရမယ်ဆိုတော့ကျိုးကိုကျွန်တော်တို့ကနော်ဘယ်ဘက်ကအပေါင်းလဲဘယ်ဘက်ကအနှုတ်လဲဆိုတော့သိအောင်လို့ဒီမှာဆိုလာ S+ မှာတက်လိုက်မယ် S+ မှာတက်လိုက်မယ် S+ နဲ့ကျွန်တော်ဒီဒီကတပေါင်းနဲ့တိုင်းကြည့်လိုက်မယ်နော်ဒီကတပေါင်းနဲ့တိုင်းကြည့်လိုက် ဘဲလားအဟုတ်တယ်ဘဲနော်ဒါဆိုညာအနှုတ်ပေါ့နော်တပောက်ပဲတိုင်ရမှာဟုတ်ပြီနော်မာဒီဒီဒီကလေးရှိမယ်ဒီဒီအချိုင်လေးရဲ့ဒီအချိုင်လေးရဲ့ဘဲပေါ့နော်ဘဲကအပေါအဲ့ဒါကိုကျွန်တော်ကမှတ်ထားလိုက်ရတယ်ကိုကတခြားဆိုလာဘုန်းနဲ့ဒီစီဘုန်းနဲ့စမ်းကြည့်မယ်လေနော်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကနော် s+s- ကိုကျွန်တော်တို့အပြင်ရနေပြီးတော့ပို့အားသွင်းမယ် ို့အသင်းမယ်ဆိုတော့ကျွန်တော်ဒီကောင်းကိုနော်သူ့ရဲ့အလုံးလုံးပုံကျွန်တော်တစ်ချက်ကြည့်လိုက်မယ်နော်ဒီ circuit ရဲ့အလုံးလုံးပုံတစ်ချက်ကြည့်လိုက်မယ်ဆိုတော့ဒီမှာ s+ တွေ့လား s+ s- ဟုတ်ပြီနော်အဲ့မှာလည်း तू က s+ ဆိုတာဒါ solar ထွက်မဲ့ပို့ပေါ့ညာ solar ဘိုးတွေကထွက်မဲ့ပို့ကနေပြင်းပြင်းလို့ထွက်မှာလေ तू ကတတ်မှတ်ချက်မရှိဘူးလေနော် तू maximum ဘိုးဥမာ12ဘိုးတိထွက်မလား9ဘိုးထွက်မလား6ဘိုး9ဘိုးဝင်းကျင်ထွက်မလားဒါကတတ်မှတ်ချက်မရှိဘူး solar က ထွက်လာမယ်တမတ်ချက်ကနော်ပိုကအဲ့တော့အဲ့ရထွက်လာမှာဘလောက်ပဲထွက်လာပလေစီဒီဘက်ထီ3ဘက်တူဖို့ဆိုရဒီဘက်ထီကိုအသွင်ဖို့တက်ဆိုလို့ရှင်သူကမှဇက်တီဆိုရဇီနာတိုင်အောင်နဲ့ထောက်ထားတယ်မှာဇက်တီဆိုတာဇီနာတိုင်အောင်ရိုးတိုင်အောင်မဟုတ်ဇီနာတိုင်အောင်ဆိုတာ तू တက်မှတ်တာဥပမာပြဒီမှာ5ဖို့တက်မှတ်ထားရဆို तू က5ဖို့တဲ့ပိုတဲ့ဘိုးတဲ့ပြန်လောက်ပေးတာပါနော် reverse ပြန်လောက်ပေးတာ reverse ပြန်လောက်ပေးတဲ့ဆိုတာကကျွန်တော်တို့ဒီမှာ5ဖို့တက်မှတ်ထားတဲ့5ဖို့ဇီနာတိုင်အောင်ဆိုရင် သူကဖိုက်ဖို့ပဲလက်ခံတယ်ဖိုက်ဖို့တဲ့ပိုတဲ့ကောင်ကိုသူရဲ့အဖြစ်သူကပြန်ချပေးတယ်ဒီဘက်ကလက်သက်မခံဘူးဖိုက်ဖို့တတ်မှတ်ထားတဲ့ဇီနာတန်ရောက်ဆိုရင်ဖိုက်ဖို့ပဲသူကနဲ့ပဲအသွင်ပေးမှာခြာချင်းလုတ်ပေးမှာနော်အဲ့တော့အဲ့ဒါကိုသိအောင်လို့ကျွန်တော်တို့ဒီမှာ circuit diagram ကိုတော့ဆက်ကျွန်တော်တို့ဒီမှာမီတာနဲ့ထောက်လိုက်ကြည့်မယ်လေနော်အပေါ့နော်အဲ့တော့ဒီမှာ s plus နော်ဒီမှာ s plus s plus ကနေပြီးတော့မှတိုင်အိုးရဲ့အဝင်ဘက်ခြံအဲ့တော့ပေါ့နော် အဲအနှုံနဲ့ရဒီမှာ splash ကဒီလိုဝင်နေတဲ့နော်ဒီလိုဝင်နေနော်ဒီကနေအထွက်ကြမှာသူကဘယ်လိုသွားမှာလဲဆိုတော့ဒီမှာ battery ကိုသွားမှာဒီမှာ b+ ဆိုတဲ့ငုတ် b+ ငုတ် battery ကိုသွားမှာအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကနော်ဥပမာပြောရအောင်နော်3 band 3 pole zina dial ဆိုရင်သူကဒီဘက်က12 pole ပဲဝင်ဝင်6 pole ပဲဝင်ဝင်9 pole ပဲဝင်ဝင်သူကဒီလို3 band 3 pole ပဲ zina dial 3 band 3 pole zina dial အထွက်မှာ3 band 3 pole ပဲထွက်မှာ သဘောကနော်ဒီ parity dot ကို3.3ပို့ပဲဝင်တယ်တကယ်လို့5ဖို့နဲ့အသွင်းမဲ့ဆိုလို့ရှိရင်ဒီရဲ့အထွက်မှာသူက5ဖို့ပဲဝင်မယ်နော်ဒီကဥမာပြဆိုလာကနေ12ဖို့ထွက်နေတယ်ဆိုပါစို့ဒီရဲ့ဇီနာအထွက်ကို5ဖို့ပဲဆိုပိုတဲ့9ဖို့ကဒီမှာ reverse binder အဖြစ်ဒီဘက်မှာကျန်နေခဲ့မယ်နော်အဲဇီနာဒိုင်အုပ်ကရိုးတိုင်အုပ်နဲ့မတူဘူးအဲ့လိုအလုပ်လုပ်တယ်နော်သူလက်တင်ခံနိုင်တဲ့5ဖို့ဇီနာတက်တိုင်း5ဖို့ပဲသူကလက်တင်ခံတယ်5ဖို့ရဲ့ပိုတဲ့ကောင်ကိုဒီမှာ reverse binder အဖြစ် ပြန်ပြီးတော့သူကထုတ်ပေးတယ်เนาะအဲ့ဒါလေးတခုဇင်နာတိုင်အောင်ရလွတ်လွတ်ပုံကိုเนาะဘုဒ္ဓဖြစ်နေမှတ်ထားလို့ရမယ်ပေါ့เนาะမတည်သေးတဲ့လူတွေလည်းเนาะအခြေခံသမားတွေလိုအပ်နေတဲ့လူတွေအတွက်လည်းเนาะအဲသူကအဲ့လိုအားသွင်းနေပေါ့ဗျာเนาะအဲ့ဒီအမှတစ်ဆင့်ဘယ်သွားကျင်လဲဘယ်သွားလဲเนาะအဲ့မှာပလန်ကိုလည်းကြည့်လိုက်ရင်တော့เนาะဒီဗီဒီယိုထဲမှာတော့ခဏချင်းချင်းတွေ့အောင်မဟုတ်เนาะသူကစေးသားနဲ့အုပ်တာဆိုတော့เนาะအဲ့တော့အဲ့လိုမတွေ့ရတဲ့ဟာဆိုလဲကျွန်တော်တို့က live ပါမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲ နော်ဒီမှာဇီနာအထွက်ကဇီနာအထွက်ကြမှာဒီ B+ ဘက်တီးရီးယားဝင်မယ်ဘက်တီးရီးယားအပေါင်းစားဒီ LED တွေကိုကျွန်တော်ဒီမှာလာပို့